US immigrations မြန်မာဝတ်ပါမဲတွေကိုရန်တော့မဲ့ President Trump ဘာကြောက်လဲဘယ်တော့ဖြစ်နိုင်ချင်ရှိတယ်ကဘာပတ် American Minana Stock Option Crypto and Champion စီးပွားပညာရှင် channel ကကြိုးစားပါတယ်မယ်နေရာကြည့်ကိုမအောင်ပါရေးတာပါ We begin tonight with a proposed new rule that could indefinitely prevent asylum seekers from being able to work legally in the United States. The change is still under consideration, but if approved, would, would upend 30 years of immigration law. CBS's Camila Montoya Galvez joins me now. To- အစာလန်ရှောက်ထားတယ်ရှောက်ပြီးွားရင်မော့ပါမေထုတ်ပေးတဲ့အလေးထားပျောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်တော့မော့ပါမေနဲ့လုံးဝထုတ်ပေးတိုင်းရက်တော့မလဲဘာကြောင့်လဲဆက်ပြီးတော့ကြည့်ကြအောင် explain. Tell me exactly, Camilla, what rule is being considered here? John, this would be a major change to U.S. immigration policy. Dating back to the 1990s, the U.S. has allowed asylum applicants to work in the U.S. lawfully while their cases are adjudicated, mainly to prevent them from relying on government aid and assistance. And typically, under current procedures and regulations, asylum applicants can be eligible for that work permit once their case has been pending for 180 days. But this. Oh, look at it. အစာနဲ့ရှောက်ထားတဲ့လူတွေကို6လ180 days စောင့်နေရမှာဆိုရင်ဝတ်ပါမယ်ထုတ်ပေးလို့ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒါအေးအစာနဲ့ရှောက်ထားတဲ့ဟုတ်တယ်ဒီကြားထဲမှာကိုယ့်အကူ support လုပ်နေအောင်ဝင်ဝင်ရှိအောင်အလုပ်လုပ်နေအောင်ရှောက်ထားတဲ့ဝတ်ပါမယ်ကိုပေးတဲ့သဘောပါเนาะအစိုးရစီကိုအာမကိုးစေခြင်းတို့ကြောင့်เนาะအလုပ်မလုပ်ဆိုရင်သူဘာနဲ့စားမလဲအစာလမ်းမှာဆိုမှာဟုတ်မှာနိုင်ငံရေးခုံလုံးက ပတ်စံတွေအများကြီးပါခြင်းမပါမအောင်အဲဒီတော့အေးအစိုးရစီကိုမခုံလုံးနဲ့မင်းတို့ပါမင်းတို့အလုံးလုံးပင်စေဆိုဝေါ်ပါမင်းထုတ်ထားတာအခုရက်လက်မဲ့ဆိုရင်နောက်ဝေါ်ပါမင်းတမရဘလုံလုံးပါလဲဘလောက်ထိထိခိုက်သွားနိုင်လဲဆိုတာဆက်ကြည့်မယ်ဒီလိုမျိုး USA နဲ့ပတ်သက်တဲ့ American တင်းတွေစီးပွားရေးတင်းတွေဘဝအောင်မြင်လေးကိုတည်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါဆက်ပြီးနားထောင် proposal under consideration by the Trump administration would upend that process by enacting a pause, a suspension in work permits for asylum seekers until officials uh -huh. are able to process and adjudicate all asylum cases within an average of 180 days. And even if that goal is reached, which is very unlikely given the current constraints and backlogs, officials would increase the waiting period for asylum seekers to be eligible for a work permit from six months to one year. ဝါအခုဘာ policy ပြောင်းဖို့လုပ်နေလဲဆိုတော့နော်ကိုကိစေအားလုံးအားလုံးပြီးတော့မှဝေါ်ပါမယ်ထုတ်ပေးမယ်နော်6လအတွင်းမှာပြီးအောင်လုပ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ကြောင့်ဘာလို့ဖြစ်မလဲဆိုရင်အခု6လနေပြီးတနည်းဖြစ်ပြင်သွားမယ်နော်ကိစေအားလုံးပြီးအောင်ဆိုပြီးတော့တနည်းဖြစ်သွားမယ်အဲ့ဒါမှပြီးလို့မကျိန်းတင်ပါဘူးပို့ပြီးတော့ကျိန်းနေတာပါလဲဆိုတော့ဝေါ်ပါမယ်နဲ့နောက်ပိုင်းကျရင်ထုတ်ပေးရတာ ရက်သွားမဲ့တပုံမှာရှိတယ်။အဲဒီတော့ပလေးတက်ရို့အစာလမ်းလျှောက်ထားတယ်ဘယ်သူရှိတယ်။ကိုမောင်မှရေးတာပါ။ဗီဒီယိုအစုံမှာတော့ဝတ်ပါမဲ့မရှိရင်ဘယ်လိုလုပ်မလဲ။ဘယ်လိုမျိုးကြိုတင်ပြင်စမ်းရမလဲ။တခြားဘယ်လိုမျိုးအလုပ်ဝတ်ပါမဲ့မရှိဘဲနဲ့လုပ်လို့ရရဲဆိုတာပြောမယ်။ So, so would you, is this effectively mean you wouldn't be able to work at all, or what's the practical effect for somebody? Well, the practical effect is that if this pause goes into effect and you are applying for asylum, you are no longer able to get that work permit and you would have to rely on others or the government for substance. But the administration is arguing that this will curtail abuse in the system. Advocates are concerned, however, that this will encourage migrants to work in the U.S. illegally in dangerous and unlawful jobs. Right, go into the black market quickly. A ဘာကြောင့် president to administration အဲ့လိုမျိုးဝတ်ပါမယ်ပေးကြရလဲဆိုအေးဒါက system ကိုအတုံးချပြီးတော့ rare မှာဆိုတာလုံနေတဲ့လူတွေလို့အပြစ်ပေးခြင်းတော့ပြောချင်တော့အေး asylum လာလျှောက်တယ်မဆန်ရှာဖို့ပဲတကယ် asylum တမိုင်းမဟုတ်အဲအဲ့လိုမျိုးဒါမှမဟုတ်ရေဟိုအလုံးဝတ်ပါမယ်ရတဲ့အချိန်မှာပတ်စံမရှာခြင်းတော့ပေါ့နော်ပြစ်တတ်ရဘူးလို့တော့ပြောရပါလိမ့်လေဘာကြောင့် President Trump administration ဒါအောင်စဉ်းစားနေဝတ်ပါမဲ့ရပ်ဖို့အတွက်စဉ်းစားနေရဆိုတာကိုမအမှရေးတာပါအဲ့တော့ဘလိုမျိုးဖြစ်သွားမလဲလူတွေအလုတ်ခိုးလို့မှာပေါ့ညာတော့ဖြစ်ဖြစ်နိုင်ချေရလောက်ဝတ်ပါမဲ့မရှိဆိုအလုတ်ခိုးလို့မှာ cash job လုပ်မယ် illegal ဖြစ်သွားတဲ့ဘောဖြစ်သွားနေမယ်เนาะ illegal ဖြစ်သွားလဲကိစ္စမရှိဘူးလေ President Trump က illegal တမားတွေကိုနှိမ်ထုတ်မပြင်းနဲ့အဲ့တော့မင်းအော်အလုတ်ဝတ်ပါမဲ့မရှိဘူးအလုတ်လုပ်တယ်အဲ့တော့နှိမ်ထုတ်ဖို့တပူလွယ်သွားပြီ အာ President Trump အရင် smart ဖြစ်နေတော့အရင် smart ဖြစ်တယ်ရိုးရိုးတရားဝင် assassin တမိုင်းလာတယ်ဟေး warp ပဲမထုတ်ပေးနဲ့အဲ့တော့အလုတ်ခိုးလုံးမယ်အစားတောက်တဲ့နော်ပါဇက်ငွားရေးဆိုတာအရင်အရေးကြီးရလေဟုတ်တယ်မလားပတ်သက်မရှိဘလို့ပါဇက်ပါဇက်နဲ့စားမှာပြီးွားရမိသားစုဘလို့မျိုးဟိုကာကွယ်စောင့်ရှောက်နေမှာလဲဟုတ်တယ်မလားဘိုင်းဟာနေမဖြစ်ဘူးလေအဲရောအလုတ်ခိုးလို့မယ်ခိုးလို့မယ်ဆိုအင်ဒီကယ်ဖြစ်သွားမယ်အင်ဒီကယ်ဖြစ်လာမှဆိုအပြစ်မှုရှိပါရင်ပြစ်မှုရှိပါရင် deportations ဟာတော်လိုက်တာ basic truck အရန်တော်တာပဲเนาะအဲ့တော့ plate တော့ကြိုးပြီးတော့တိထားရတယ်เนาะနိုင်ငံရေးသမားတွေတမန်သားတွေဆိုတာဒီလိုမျိုးကိုသူမဖြစ်ဖြစ်ချင်တဲ့ဟာကို policy ကိုချမှတ်အောင်လုပ်ရတယ်အာလူတွေထင်အားတော့ဒါ asylum သမားတွေတရားဝင်သမားတွေလုံးဝလုံးဝအာဘာမှ deportation လုပ်မရဘူးအဲအပြစ်မရှိဘူးဆိုရင် deportation မရှိဘူးအပြစ်မရှိတဲ့လူစိတ်ပူစရာမလိုဘူးအဲ့လိုလူတွေအများကြီးပြောနေကြတယ်တခြားစဉ်းစားတကယ်စိတ်ပူစရာမလိုဟုတ်တာဟွန်းเนาะလူတယောက်အပြစ်မဖြစ်အပြစ်မဖြစ်ဖြစ်အောင်လုပ်လို့ရတယ်เนาะခေါင်းဆောင်နေတာဒါပဲနိုင်ငံမဆိုမအစိုးရကအပြစ်မဖြစ်ဖြစ်အောင်လုပ်လို့ရတယ်အဲ့ကြောင့် democracy ဆိုတာအရင်အရေးကြီးဆိုတော့ပြော due process ဆိုတာအဲ့ကြောင့်အရေးကြီးတယ် due process ဆိုတာအေးအပြစ်လုပ်ထားရမှာအပြစ်ခိုင်းတော့တာအဲ့လိုမျိုး เนาะเตย่าญาตาเนาะอุปเดสวายยังอี้จิเนาะอะยอปริตัยยาดีโลမျိုးแปซิเอทรัพวอปาเมเดထုတ်တာရက်တော့မယ်ဆိုတာလုံဆောင်ကြတာဘာကြောင့်လုံတယ်ထင်ပါတယ်လဲမှန်ပါတလားမှားပါတလားကိုမအောင်ပါရေးထားတယ်ပါဆက်ပြီးတော့ကြည့်မယ် teenager was arrested when ICE was looking for his father, couldn't find the father, arrested him instead. What happened? That's right. So we know an 18 year old in Massachusetts was detained by ICE this past weekend in Milford. And according to his family, he has no criminal record in the U.S. and has been living here for most of his life, about 13 years. And those are characteristics, John, that traditionally would refrain or make ICE refrain rather from arresting somebody. But under this administration, they have made it very clear that anyone who is here illegally is fair game to be arrested and deported. အာဟာစောစော73နှစ်ကလေး78နှစ်ကလေးရမလို့ဒါ US မှာရှိရနှစ်ပေါင်း73နှစ်ရှိနေပြီမူမှမရှိဒါပေမဲ့နော်ပန်းဝါအိုက်စာနေပြီးတော့အရင်ကဆိုရင်ထုံးစံဆိုရင်ဘာပြစ်မှုမှမလုပ်တော့ခရီးမန်တခြားလူတို့ခေါမပေးဘူးဆိုရင်တော့ US မှာဟိုဒီတိုင်းနေတယ်ဘာမှအရေးမလုပ်အခုကျတော့အေးဘာမှပြစ်မှုမရှိတယ် US မှာเนาะ illegally နေရဆိုရင်အပြစ်ပေးတယ်တချို့ကြောင့် legally နေရမှာဟို asylum တမားတွေအရင်နေရဗီဒီယိုလုပ်ခဲ့တယ်တွားကြည့်ရတယ် asylum work permission အကုန်ရှိတယ်အလုပ်တွားနေချိန်မှာဖမ်းရတယ်ဒါ legal နော် legal တွေတဖြည်းတဖြည်းပို့ပြီးတော့တိုးတိုးလိုက်နောက်ထပ်ဘယ်လောက်ထိပို့ဆိုးမှန်းအောင်မသိဘူးအဲ့တော့ပလိတိုင်ကိုဘယ်လိုကြိုတင်ပြင်စင်တော့ရမလဲဝတ်ပါမင်းတမားတွေမကြမီဝတ်ပါမင်းကကုံတော့မလားကုံတော့မဆို renew မြင်မြန်လောက်ထားပါ တော့ဒီဥပဒေမထွက်လာခဲ့မြန်မြန်ရအောင်လုပ်တာဝတ်ပါမဲ့တခုဆိုရင်ငားနဲ့တက်တန်းရှိဟုတ်မှာတက်တန်းမျိုးရှိတယ်ပေါ့သုံးနှစ်ပေးပေးငားနဲ့ပေးပေးငားနဲ့အထက်ရရဆိုတော့ congratulations အခုရရဆိုရင်နောက်ငားနဲ့ဆိုရင်တမနာပြောင်းသွားပြီဒါပေမဲ့ Republican ဖြစ်မှဆိုရော President Trump ရဲ့စိုးမိုးဆက်ရှိနေမှာဆိုတော့ဒီ policy ကဆက်ရှိဖို့များတယ်ဒါပေမဲ့ Democrat ဖြစ်မယ်တခြားတမနာဖြစ်မယ် Independent ဖြစ်မယ်အဲ့ဒါဟာမျိုးဆိုရော့เนาะဒါမှမဟုတ် အမြင်မတူတဲ့တမန်တာတက်လာမှဆိုရင်တော့ဒီရာလာဥပဒေကပြန်ပြီးတော့ပြောင်းသွားနိုင်မယ်ငိုတန်းပြန်ပြောင်းပြောင်းသွားနိုင်မယ်เนาะဒါကြောင့်အစားနဲ့နိုင်ငံရေးခုံလုံးပါလေဆိုတော့ဒီနိုင်ငံမှာနေပြီးတော့အလုတ်တရဝင်လုတ်ပတ်ခွင့်ရှိရမှာပေါ့တကယ်တကယ်နိုင်ငံခုံလုံးရဲ့လူတွေဆိုဒုက္ခရောက်မှာလေမလုံးမလို့ဆိုဘာလုံးရမှာဘသူကကြွေးထားမှာလဲအစိုးရပေးထားမှာလားအစိုးရပေးထားမှာဆိုတော့တမျိုးပဲအစိုးရပေးထားမှာဆိုတာမှတကယ်အလုတ်လုတ်ချင်လူတွေကအလကားမစားချင်ဘူးဒါတဘာဝပဲဆရာတို့ကိုတော်ရဲလူတွေ နော်အလုပ်စူးစမ်းရတူတက်အမြဲတမ်းစူးစမ်းရမဆက်ဘလောက်မရှိနေပါမစေမင်းနဲ့လာဖြစ်နေပါမစေအမြဲတမ်းအလုပ်လုပ်တာဥပမာဆိုပလိတ်တက်ကိုဘဝတူးတက်အောင်အမြဲတမ်းပညာရတင်ပေးတယ်နော်တချို့လူတွေမဆက်ရှိဘာမှမလုပ်တော့ဒါပေမဲ့တကယ်စူးစမ်းပြီးတော့စိတ်ကောင်းစေတနာကောင်းရှိရတယ်အမြဲတမ်းအမြဲတမ်းပညာရင်ပြန်ဖြန့်ဝင်ပါတယ်ဒီနောက်ထပ်ဘောပါမင်မလုပ်ရအလုပ်ပါတည်းလားဒီမှာကြည့်တလောက်9000ရတယ်တနေ့ကို3000 3000ပဲ เนาะတပတ်5ရက်လောက်တည်းတလောက်ရက်20ကိုအလုံးလုံးမှတော့လူတွေမသိကြိုင်းတဲ့နေရာမှာလုပ်ရကဘာပတ်ပြီးလုံးလုံးရအဲ့ဒါဘာလဲဆိုတော့ stock investing call option put options advance option နဲ့ day trading moment stop ဖြစ်ပါတယ်ဒီအလုံးကကြိုင်းတဲ့နေရာမှာလုံးရဘသူမဆိုစောင်းရတယ်เนาะ US မှာနေရဆိုလူတွေဆို10ဒေါ်လာစောင်းရဒါပေမဲ့ပညာရှိမှုလို့လေပညာမရှိဆိုဒေါ်လာတန်းချီရှိတဲ့ပတ်စံရှုံးွားမှတ်ခြင်းလေအရင်များတယ် နော်အဲ့ဒါကြောင့်ပညာအဓိကတင်ပါဆရာစီမှာတင်တဲ့၅ခုတင်ပြီးတော့မအောင်မြင်ကြောင်းသားကြောင့်သူဆရာမတွေ့ဘူးအဲ့တော့တကယ်စူးစမ်းခြင်းကြောင်းသားကြောင့်သူပဲလို့ကြည့်ပါနဲ့တကယ်စူးစမ်းခြင်းကြောင်းသားကြောင့်သူအောင်မြင်ပါပါလူသားအောင်မြင်မလားဆိုလူသားမအောင်မြင်ဘူးအဖြစ်ဖြစ်အောင်လုပ်မယ်စူးစမ်းမယ်စိတ်ကောင်းစိတ်ညာရှိမယ်မိသားစုကိုစောင့်ရှောက်ခြင်းနဲ့အိမ်မှာပဲအလုံးလုံးခြင်းနဲ့ခပါပတ်ခြင်းနဲ့အာပြီးပါရင်မိဘကျေးဇူးဆက်ခြင်းအဲ့လိုမျိုးမျိုးတွေပဲအောင်မြင်တာများပါတယ် ဒီနေ့အောင်မြင်ခြင်းဆိုရင်ဒီနေ့ပဲစာရင်းသွင်းရပါတယ် YouTube video ရဲ့ description ကိုမှအမှရှိပါတယ်။သွားပြီးတော့ click နဲ့ညမှာ YouTube video နဲ့ description ကိုမှပါပါကြရမျိုးပူကောင်းပါတယ်။ဒါကပူကောင်းလဲဆိုတော့ဆရာကနင် app from နေ app channel ငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒီခါကြီးကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ချိရောက်တယ်။သူအဲ့လို expert မဖြစ်ပေမဲ့ ဆရာရဒီ app ခင်ဗျာလဲ app ဖားတွေကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲ main line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိချတိုင်းလုပ်တယ်လုံးဝအရှုံးမရှိဘူး Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့เนาะကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှတော့ဆရာရဲ့အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့ uh, curso noi ce l'ho အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုကကိုစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့အသေးစိတ်တော့လေ့လာအခွင့်မရှိဘူးဆရာရီစီမာစတင်နန်းတက်တော့အသေးစိတ်လေ့လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်ကမလေ့လာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ပက်ထရွန်မှာ ဒွိုင်းချင်းအဖင်အရင်နီနေနေလေးနဲ့အမြတ်မြများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတဲ့ဝိရနဲ့တလအတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယ ဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်တာပါလေအခုတော့အဲ့လိုမြတ်လေးဆယ်ရည်စဉ်ကျေးဇူးပဲဒီညူယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်လေနော်ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာလဲတင်နိုင်ကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလဲပြီးမှလောက်တဲ့အတွက်ကြောင့်ပေါ့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်းဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာ။ ကျွန်တော်လည်းစောင့်နေတာကြာပါပြီဆရာရေမနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘောမှာအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ